ကပာဦးချန်းအပိုင်း35အပိုင်းငယ်1မှ9ရာကုတ်ကခါရံမျိုးကနေပြန်လာပြီးရှေခေအမည်ရှိတဲ့ မျိုးမှနေထိုင်ပါတယ်ထိုနေရာမှာရှေခေမျိုးသားပိုင်နဲ့မြေကွက်ကိုဝဲယူပြီးရှေခေမျိုးသားလိုဝတ်စင်က သူတို့ရဲ့နေထိုင်မှုကိုဂရုစိုက်ပါတယ်ရှေခင်မျိုးသားတို့ကိုးကွယ်တဲ့ရုပ်ထုကိုယ်တော်ဝယ်ယူပြီးရာကုန်းရဲ့အိမ်မှာထားစီပါတယ် ထိုမျိုးသားတွေလိုမျိုးပြုံမှုနေထိုင်မယ်ဆိုရင် အနေရမရှိတော့ဘူးလို့ရာဂုတ်တို့မိသားစုကတွေးပါတယ်။ကျွန်ုပ်တို့အိမ်ပြောင်းတဲ့အခါပတ်ဝန်းကျင်ကလူတွေကကျွန်တော်တို့ကိုဘယ်လိုမြင်မလဲလို့တွေးထင်ပြီးအခြားသူတွေဘယ်လိုစောင့်ကြည့်နေမလဲဆိုတာကိုစိုးရိမ်ပြီးဒီလိုပုံစံနဲ့နေထိုင်ခဲ့ကြတာပဲဖြစ်ပါလိမ့်မယ်။ရာကုတ်အတွက်ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ် ရာကုတ်မှာဂျီနာလို့အမည်ရှိတဲ့သမီးတစ်ယောက်ရှိပါတယ်။ထို့သမီးကရွှေခင်မျိုးသားလူကြောင့်ဒုက္ခရောက်ခဲ့ရပါတယ်။ဒါပေမဲ့တမီးဖြစ်သူကိုနာကျင်စေတဲ့ရှေခင်မျိုးသားများ ਨੇ ငိမ့်ခုံမဲ့အစားတမီးဖြစ်သူရဲ့နာကျင်မှုကိုလစ်လျူရှုကာသူတို့နဲ့အတူကောင်းစွာနေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့သားတွေကအယူအဆချင်းမတူပါဘူး။ ူညမရဲ့နာကျင်မှုကိုလွလွရှူရမယ့်အစားထိုမျိုးသားတွေကိုတတ်ဖို့လှဲ့ပြပြီးကလေးစားချေခဲ့ပါတယ်။ရာကုတ်ကရှက်ရွံ့သွားခဲ့ပါတယ်။ဘရာကုတ်ဘာဆက်လုပ်ရမှမသိဖြစ်သွားပါတော့တယ်။ခက်ခဲတဲ့အရာတွေဖြစ်ပျက်ပြီးတဲ့နောက်မှာသူ့ရဲ့မွေးရမြေကိုမစွန့်ခွာပဲနေခဲ့ရမှာပါ။အခုတော့ရွှေခင်မျိုးသားတို့နဲ့ရင်းနှီးဖို့ခက်ခဲသွားပြန်ပါတယ်။ ထို့ကဲ့သို့ရာကုန်းရဲ့စိတ်နှလုံးသားထဲမှာကြောက်ရွံ့မှုတွေကြီးထွားလာခဲ့ပါတယ်။ဖျားသခင်ကရာကုန်းအားမိန်တော်မူခဲ့ပါတယ်။ဖေတလာမျိုးတို့တွား၍ကိုးကွယ်ကြလော့။ထို့စကားကြောင့်ရာကုန်းသဘောပေါက်သွားခဲ့ပါတယ်။ကျွန်ုပ်ဘာကိုကြောက်နေရတာလဲ။ရှေခင်မျိုးသားတွေလိုနေထိုင်ဖို့ဘာကြောင့်စူးစမ်းခဲ့ရတာလဲ။ ဖျားသခင်ကိုပေးထားတဲ့ဂရီကိုဘာကြောင့်မေ့သွားတာလဲလို့သူကတွေးပါတယ်။လွန်ခဲ့တဲ့အနှစ်20တုန်းကရာဂုတ်ကအကိုကြီးရဲ့လက်ထက်ကနေလွတ်မြောက်ဖို့သူ့ရဲ့ဇာတိမြေကနေထွက်ခွာလာပြီ။ဦးလေးနေထိုင်ရာဟာရန်မြို့သို့သွားရလမ်းမှာဗီသလာအမည်ရှိတဲ့အရက်မှာဖျားသခင်နဲ့တွေ့ဆုံခဲ့ပါတယ်။ထိုအချိန်မှာဖျားသခင်အားဂရီတစ်ခုပြုခဲ့ပါတယ်။ ဒီပြည်နယ်ကိုကျွန်ုပ်ပြန်လာတဲ့အခါဗေဒလမြို့မှာကျွန်ုပ်ကိုးကွယ်ပါမယ်ဆူလိုရာကရာဂုတ်ကထိုဂတိတော်ကိုမေးရရပေမဲ့ဘုရားသခင်ကရာဂုတ်အားသူ့ရဲ့ဂတိကိုမမေးရခဲ့ပါဘူးရာဂုတ်ကသူ့မိသားစုကိုစကားပြောပါတယ်နောက်တော့ ချွေခင်မြို့မှာ သူဝယ်ထားတဲ့မြေကိုဆွန့်ပြဲပြီးသူ့အိမ်မှာယူဆောင်လာတဲ့ဂျုတ်ထူတွေကိုဆွန့်ပြဲပြီးဒီဒေသကလူတွေလို အလှဆင်ဖို့ကြိုးစားတဲ့အသွန်ဆောင်တွေအားလုံးကိုဆွန့်ပြဲလိုက်ပါတယ်။ဖျားသခင်ကိုကိုးကွယ်ကြရအောင်လို့ဆိုပါတယ်။ရာဂုတ်ကလန်ခရီးတလျှောက်မှာသူ့ရဲ့ကြောက်ရွံ့မှုတွေပျောက်ကွယ်သွားတယ်လို့တမန်ကျမ်းစာကဆိုထားပါတယ်။ ဒါအပြင်ရွှေခင်မျိုးသားတို့ကရာကော့ကိုကြောက်တံကြောက်ရာကုန်းနောက်ကိုဘသူမှမလိုက်ခဲ့ဘူးလို့လည်းဆိုပါတယ်အားလုံးပဲထိုကာလတွေမှာရာကုတ်က ရှေခင်မျိုးသားတို့ကိုကြောက်ရွံ့နေခဲ့ပါတယ်။ဒါကြောင့်သူတို့နဲ့လိုင်ရောနီချွေဖြစ်အောင်စူးစမ်းနေထိုင်ခဲ့ပေမဲ့သူလိုချင်တဲ့အခြေအနေကို ဖြစ်မလာခဲ့ပါဘူး။ အဆုံးမှာရာကုကဗေဒလကိုတဖန်ကြည့်ရှုမိပြီးဖျားသခင်ကိုဝတ်ပြုရဲဆုံးဖြတ်လိုက်တဲ့အခါသူ့ရဲ့ကြောင်းရုံမှုတွေကပျောက်ကွယ်သွားပါတယ်ကျွန်တော်တို့အားလုံးလည်းထိုကိစ္စရက်ကိုမှတ်မိမယ်လို့မျှော်လင့်ပါတယ်လူတွေကိုကြည့်ရှုမဲ့အစားဖျားသခင်ကိုကြည့်ရှုတဲ့အခါဖျားသခင်ကိုကျွန်တော်တို့ကြောက်ရွံ့ပြီးကဘာကြီးရဲ့လူတွေကိုမကြောက်ရွံ့တဲ့အခါကြောက်စိတ်တွေပျောက်သွားပါလိမ့်မယ်။ ထိုအခါမှာကဘာကလူတွေကကျွန်တော်တို့ကိုလေးစားကြောက်ရွံ့ကြပါလိမ့်မယ်။